မီးကိုကြည့်ရတာလို့ဟိုကနက်ခတ်ကိုဘာနောက်တယောက်ကိုမြင်နေရသလိုမောင်လေးညီမလေးရောပူဇော်သေးလားအဲ့လိုမပူဇော်သေးဘူးပြေးတဲ့လျှို့ဝဲရတနာ more and more မှာရှာဖွေပါ ပြီးခဲ့တဲ့19ရက်နေ့ကတမီးက၄နှစ်ပြီပါဆိုတော့၄နှစ်ပြီနောက်ပိုင်းမှာတမီးကပို့ပြီးတော့ဒီအုံနောက်ပိုင်းဆိုင်ရာရောခနာကိုပိုင်းဆိုင်ရာရောအရန်ဖွင့်ပြလာတယ်။ပြီးတော့တမီးတော့ကျွန်တော်ပထမဟိုးအရှိတမီးငယ်လေးတစ်နှစ်တုန်းကထိခဲ့တယ်လို့ပဲ။တမီးတော့အဆောက်အအုံရဟိုးဘယ်လိုပြောအသက်ကြီးသွားတဲ့အချိန်ဒီကျွန်တော်တွေးထားရရှိပါတယ်။တမီးလေးကလည်းပြီးတော့အခုဆိုရင်အရန်ဟို၄နှစ်ဆိုပေမဲ့လည်းအရန်မိဘရဲ့အရှိခဲကိုအရန်တည်ရဟိုတမီးဆိုတော့ဘယ်လိုပြောလဲ။သူကြီးလာရင်တော့ မိဘနဲ့တိတ်ပြီးအများကြီးညှိနှိုင်းကြတာမလို့တော့ပါဘူး။အဲတမီးရဲ့သဘောကြတယ်တချင်းဆိုတာသဘောကြတယ်။အဲတမီးရဲ့အင်းစုမတက်သွားဟိုတချင်းဆိုတော့သူကြိုက်တယ်။ဟောတော့ကျွန်တော် YouTube ဖွင့်ပေးရလို့ရှင်အဲ့တဲ့တချင်းလေးတွေသူလိုက်ဆိုတာ။ကလေးတွေအကြည့်များတဲ့တချင်းလေးတွေပေါ့နော်။အဲ့ဒီကွာကလေးတချင်းလေးတွေပေါ့အင်္ဂလိပ်တချင်းလေးတွေသူလိုက်ဆိုတာ။အဲတမီးကိုတရက်တည်းတရက်ကြည့်ပြီးတော့သူဟိုတဖြည်းဖြည်းနဲ့ဟိုဟိုကြီးပြင်းလာတယ်ဒါအခုဆိုလေးနှစ်ကျော်သွားပြီ။ညစီချိန်နဲ့ကျော်။ဒီနေ့ပြည့်ရမွေးနေ့တော့ဆိုကျွန်တော်တို့ဒါ ပြီးခဲ့တဲ့လေးလက်ဒီဆေးရုံမှာမြို့သမီးမွေးလာတဲ့အချိန်လေးကမနေ့တနေ့ရောက်တော့ခံလာတယ်ဟုတ်ကဲ့အရင်လည်းချက်ဖို့ကောင်းနေတော့ကျေးဇူးတင်ပါတယ်။သမီးလေးကိုကြည့်ပြီးတော့နော်ဒါမိဘတိုင်းရဲ့ခံစားချက်ပေါ့နော်။တစ်ချိန်ချိန်သမီးလေးကဒီလားရေးနေနေရောက်လာခါကြတယ်။မိဘရေမရဆက်သွားမယ်ဆိုအဲ့လိုအတွေးလေးရောတွေးမိတာမျိုးရှိတယ်။ခုချိန်ခုချိန်ကလည်းအာပြောရရင်တော့ဟိုပါပေါ့။ကိုကသမီးရှင်ဆိုတော့လေဒါတွေးတာတော့ရှိရပါဘူး။ဒါပေမဲ့လောကကြီးက မနေ့ဖြန်တော့ဘာဖြစ်မှန်းမမသိတဲ့အချိန်တွေတခုပါဒီဖြစ်လာတဲ့အချိန်တွေပေါ်မှာအကောင်းဆုံးနေရမှာပေါ့နော်တမီးကြီးပြင်းလာမဲ့အချိန်မှာဟိုဖြစ်နေမဲ့ခေကာလအချိန်နေပြီးတော့သူ့ရဲ့စိတ်ဒါတွေကကိုချိုးတွေးလို့မရတဲ့ကိစ္စပေါ့ကျွန်တော်တော့ဒီဖြစ်တဲ့အချိန်တွေပေါ်မှာအကောင်းဆုံးဟိုနေထိုင်ရအကောင်းဆုံးလုပ်ဖို့တမီးကတော့ကျွန်တော်အမြင်ကတော့ကျွန်တော်လည်းပူတူပဲတမီးကဟိုကျွန်တော်အမျိုးသမီးကကြတော့ဆိုတော့ main ကလေးဆန်တယ်အဲတမီးကနည်းနည်းယောက်ျားလေးဆန်တယ်ကျွန်တော်လည်းတူတယ်နည်းနည်း အဲ့လိုပစ္စည်းအကင်တွေရအဆောက်ဘူးတမီးတို့စမိတ်စီတင်တဲ့ဟာတော့သူကိုယ်ပိုင်တင်မိရလားဘယ်လိုမျိုးလေးလဲအဲတမီးတို့ဒါအတော်တွေကတင်မိတာပေါ့စမိတ်စီကအဲတမီးကအခုဆိုတော့ပေါ့နည်းနည်းတော့စီတက်နေတယ်အရင်တော့မကြွမ်းဘူးအဲတမီးမွေးနေတော့ဟိုမန္တလေးရွှေစားရမှာဟိုစတုဒီတာလေးကျွေးရပြီးတော့ဟိုတမီးသွားကျင်နေနေရာလေးလိုက်ပို့တမီးကြိုက်တဲ့တဲ့ဟာလေးကိုဝယ်ပြီးတော့ကျွန်တော်ရဲ့အမျိုးသမီးကလည်းမန္တလေးပြည်ကိုပြီးတော့ကျွန်တော်မန္တလေးမှာရိုက်ခဲ့တဲ့ဇာတ်ကားတွေလည်းအများကြီးရွေးဆိုတော့မန္တလေးကကျွန်တော်တို့ကတကယ် မှတ်တရတွေရောကောင်းချင်းနေတယ်အများကြီးရှိနေရပါဘူး။ဒီကစိတ်မနေလားစိတ်ကြောရှင်နေလားဒီအခြေခဲတိတယ်ပေါ့နော်။အဲ့လိုမျိုး sorry မိဘအဲ့လိုစိတ်နေနေညင်နေတယ်ဒီအိတ်ကြီးနေကြောက်ပေါ့။ဆိုတော့ဒါသူကဒါတနေ့တနေ့ဒါကြီးတာနဲ့အများဖေးကတော့ဘလောက်တော်တွေ့တာလဲတမိရဲ့ဖေးရန်ချစ်တယ်ဆိုတော့အဲ့ဒါလေးဘလို့သိတာလေးလဲကိုယ်တော့အဲအင်းမောများတော့အဖြစ်ဟိုကျွန်တော်အတန်နဲ့ဝင်ဟိုကသူ့ရဲ့အမှုရာလေးပေါ့နော်ပြီးတော့ ကြီးလာတော့ကျွန်တော်လည်းပို့တူလာတယ်ကျွန်တော်လည်းပို့တူလာတယ်ပြီးတော့ဟိုကြီးရတာဟိုကျွန်တော်ရဲ့အရေးကတော့ဟိုပို့ပြီးအောင်တည်တယ်လို့ပဲကျွန်တော်တခါလေးအမျိုးသမီးကိုနောက်ဖြစ်တာသမီးကိုကြီးရတာလို့ဟိုဟိုနက်ခတ်ကိုဘွားနောက်တယောက်ကိုမြင်နေရသလိုဟုတ်ကဲ့အဲတူရအဓိကတော့ဟိုပေါ့ကျွန်တော်ကယောက်ျားလေးဆိုတော့ဗျာအနေနဲ့ဟိုပစ္စည်းကင်တွေပါကြာကျွန်တော်မငင်တာဘူးဗျာအမျိုးသမီးကကြတော့ငင်တာပဲသမီးကအဲ့လိုမျိုးသမီးအယုတ်တွေပဲဖြစ်တခြားပစ္စည်းတွေပဲကင်အဲ့လိုသမီးကျွန်တော်ပုံစံအတိုင်းပေါ့နော် အဲ့လိုစက်ကနေစက်ကနေခေါက်ယူလိုက်တော့အဲ့လိုတော်တော်များများပဲတွေ့ရတယ်ဆိုအော်လို့သမီးဟာငါနဲ့တဘောကမှာပဲသမီးရဲ့ဒီဟိုမွေးရပါသူ့ရဲ့သူ့ပုံစံပေါ့နော်ဒါတော့တောင်းနဲ့တောင်းတော့မတူကြဘူး။မောင်လေးညီမလေးရောပူဇော်သေးလား။အဲ့လိုမပူဇော်သေးဘူး။ဒီမောသာသမီတယောက်ရောက်ဖို့ဆိုတာလေဒါဟိုမလွယ်ဘူး။မလွယ်ဘူးဆိုတာကိုကလွယ်ချင်တယ်ဆိုရင်တော့ကံကြမ္မာကိုပေးအောင်ပါဆိုတော့ဒါကျွန်တော်နဲ့အမျိုးသမီးနဲ့ဒါသမီးလေးရတော့ဒါအခုတယောက်တည်းဆိုတော့သူကြီးလာလို့ရှိရင် မပြင်းရအောင်တော့ဒါနည်းနည်းဆင်းတော့ဆင်းလာတာပါဟုတ်တယ်အိမ်တော်တန်းရှင်းနေကြပါဘူးဒီလေးမနဲ့သမီးလို့ရှင်းနိုင်ဘူးကိုယ်ချင်တယ်ရက်တိုက်ပြီးတော့ဒါတော့ဟိုအချစ်ကတမျိုးကြီးရနော်ကိုယ်အမျိုးသမီးရလဲကိုယ်ရဲ့ချစ်မြတ်နေရမျိုးကိုယ်သမီးလေးကြတော့ကိုယ်ရဲ့သွေးသားဒါကိုယ်ရဲ့သွေးရနေဖြစ်လာတယ်ကလေးလေးဆိုတော့ဒါဟိုချစ်ချင်းမေတ္တာနေလဲနိုင်ရှင်ဖြစ်လို့ရှင်ပြောရရင်အားကြီးကျက်ပြောင်းပါဒါပေမဲ့ကျွန်တော်တော့ကတော့လုံးဝ ိုးပြလို့မရတဲ့အကြောင်းမျိုးပါသမီးလေးကဖေဖေကိုတောင်းရင်တော့လားအဲတောင်းရင်တော့လားဆိုတော့အဲ့မော်တခါတလေအဲ့လိုနေမှာကျွန်တော်ဓာတ်ပုံတွေပါတွဲရိုက်ခါခါကြရင်ကျွန်တော်နာကတ်လာတော့ပေါ့အဲ့ဒါတွန်းတွန်းပေပေဆိုပြီးတော့နားမှာအဲ့လိုအဲ့လိုမျိုးနေတယ်ပေါ့တခါတလေသမီးနဲ့အမျိုးသမီးကပို့ပြီးတော့တောင်းရင်တော့လားသမီးကပို့တိုလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်စာရင်းမအတူဘူးကသမီးရဲ့အချိန်ကအဖေပေါ့နော်အဲ့မော်ဟိုသူတို့ကြီးလာတဲ့အချိန်မှာဒီအဖေရဲ့ဒီ ကြီးပင်းမှု lifestyle ကိုကြည့်ပြီးတော့သူတို့ကဒါကိုအတူယူရတယ်ဒီပေါ်မှာဒီအဖေလုပ်တဲ့လူကဒီကောင်းမွန်တဲ့အမူအရာရှိရဆိုသူလည်းကောင်းမွန်တဲ့အမူအရာတူယူပဲပေါ့နော်တခြားစန့်ကျင်မှဆိုရင်သမီးကလည်းတခြားစန့်ကျင်မှဖြစ်သွားမှာဆိုတော့အင်းမို့သူတို့ရဲ့ဟိုအတူယူရတဲ့ဒီဟိုဟာဖခင်ဆိုတာဖြစ်နိုင်ပါတယ်မျိုးသမီးကကျွန်တော်အခု၈နှစ်ကျော်လာပြီတော့ကျွန်တော်ပထမနှစ်နှစ်သုံးနှစ်ပါအိမ်တော်ကြတော့အတက်ကိုပို့ပြီးတော့ကျွန်တော်ပေါ်ပို့ပြီးနားလည်မှုပြီးတော့ပို့ပြီးလဲ ိုချင်းချင်းမြတ်တာတွေပုံပြီးတောင်းလိုက်တောင်းပုံပြီးနားလည်မရှိပါဘူးအဲကျွန်တော်တို့ရှိမှာဒီမိတ်ဆွေရဲ့ပေါင်းတင်တယ်အဲလို10နှစ်15နှစ်နှစ်20အဲလိုအိမ်တော်ကြီးတွေကျွန်တော်တွေ့ပါတယ်ကျွန်တော်တို့စီရလည်းလေးလာတင်နေစီရလည်းလေးလာပါတယ်အခုကျွန်တော်တို့က10နှစ်ကျော်ဆိုတော့ကျွန်တော်တို့ဒီနှစ်အများကြီးဟိုအိမ်တော်ကြီးတွေဆိုင်ကျွန်တော်တို့ကဒါအိမ်တော်တန်းနုပါဆိုဒါပေမဲ့ရှင်းနေကြော်ဆိုရင်ကျွန်တော်တို့ကပုံပြီးတန်ရုံးတင်နေပုံပြီးတိုးလာတော့ရှိဟုတ်ကဲ့အဲကျွန်တော်ကတော့ဒါကျွန်တော်ရဲ့ မျိုးသမီးကျွန်တော်ရဲ့သမီးလေးကျွန်တော်ဒီပျော်ရွှင်တဲ့မိသားစုပေါ်ပါလေကျွန်တော်အများအားဟိုဟန်ချက်မြောက်ကျွန်တော်တတ်နိုင်တယ်လို့ကျွန်တော်နေပါတယ်လို့ပြီးတော့ကျွန်တော်ရုပ်မိသားစုကိုအပေးချစ်ခင်တဲ့ပရိသတ်တွေအောင်ချင်းစီလည်းကျေးဇူးတင်ပါတယ်ကျွန်တော်အများကြီးကြိုးစားတော့ပါအောင်ပဲပရိသတ်ကြီးအားလုံးအားမချပါဘူး Myanmar star bazaar